စစ်တပ်ကတရားမဝင်တဲ့အစိုးရအပေါ်တရားဝင်မှုတိဆောက်ဖို့အတွက် နောက်ဆုံးလှည့်ကွက်အဖြစ်ရွေးကောက်ပွဲပြုလုပ်တာဖြစ်တာကြောင့်စစ်တပ်ရဲ့ရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတမယ်ဆိုတာစိတ်ကူးယဉ်ကျေးမျှတာဖြစ်ကြောင်းအမေရိကန်အောက်လွတ်တော်မှပြုလုပ်ခဲ့တဲ့မြမအရေးဆွေးနွေးပွဲမှာလွတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ16ရက်ကအမေရိကန်အောက်လွတ်တော်မှပြုလုပ်ခဲ့တဲ့ ထွက်ပေါက်မရှိသောမဟာဗျူဟာမြန်မာနိုင်ငံ၏အဆုံးမရှိသောအကြက်အတဲနဲ့အမေရိကန်၏ကန့်တတ်မှုရှိနေသည့်ရွေးချယ်စရာများဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာအခုလိုထုတ်ဖော်ပြောဆိုကြတာဖြစ်ပါတယ်။အမေရိကန်လွှတ်တော်အမတ်များကမြန်မာအရေးဆွေးနွေးရာမှာစစ်တပ်ကအယက်သားပြည်သူများကလေးများကို လေကြောင်းဖြင့်ပုံကျဲတပ်ဖြတ်နေကြောင်း ကြီးရွာများနဲ့လူနေအိမ်များကိုစစ်တပ်ကမီးရှို့ဖျက်ဆီးနေပြီးစစ်ဘေးရှောင်ပြည်သူ တန်းနဲ့ချီထွက်ပြေးနေရကြအောင်အခုလိုချိန်မှာစစ်တပ်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပထမဆုံးကြိမ်ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားကြောင်းမကြသိမီကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကရွေးကောက်ပွဲကိုစန့်ကျင်ပြောဆိုသူသို့မဟုတ်ဆန္ဒပြသူတိုင်းကိုပြစ်မှတ်ထားပြီးပြစ်ဒဏ်ချမှတ်ခံရသူများအတွက်လည်းနှစ်ပေါင်းများစွာထောင်ဒဏ်သို့မဟုတ်တေးဒဏ်အထိချိန်ကျောက်ထားကြောင်းဒီလိုလောက်ရက်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ဒီမိုကရေစီ လုပ်ငန်းစဉ်ကိုပုံမဆိုးရွားစေတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။မြန်မာနိုင်ငံရဲ့ပုံမနတ်ဆိုင်လာနေတဲ့ပြည်ပခါကိုကင်တွယ်ဖြည့်ရှင်းဖို့အချိန်သိမ့်မတန်တော့တာကြောင့်ပြင်းထန်တဲ့အရေးယူမှုတွေလှုပ်ဆောင်ဖို့အမေရိကန်လွှတ်တော်အမေရိကသတိပေးပြောကြားထားပါတယ်။လက်ရှိချိန်ထိအာဆီယံဘုံသဘောတူညီချက်၅ချက်ဟာလည်းအလုံးမဖြစ်တာကြောင့်အမေရိကန်အနေနဲ့ အာဆီယံဘုံသဘောတူညီချက်အတိုင်းမဟုတ်တော့ဘဲမိမိကိုယ်ပိုင် policy နဲ့သွားသင့်နေပြီဖြစ်ကြောင်းထောက်ပြထားကြပါတယ်။ဒါအပြင်အမေရိကန်ပြည်သူတွေနဲ့နိုင်ငံတကာကိုချိမ့်ချောက်နေတဲ့ cyber ရာဇဝတ်မှုနဲ့ကြားဖြတ်ငွေလိမ်စင်တာတွေနဲ့ပတ်သက်ပြီးလည်းဆွေးနွေးသွားကြပါတယ်။မြန်မာစစ်အုပ်စုနဲ့ဆက်ဆက်နေတဲ့ကြားဖြတ် online ငွေလိမ်ကိန်းတွေပြန့်နှံ့လာတာလူကုန်ကူးမှုတွေနဲ့အတူစစ်ကောင်စီက တရားဝင်မှုရရှိမှုအတွက် တရုတ်နဲ့ရုရှားအပေါ်မိခိုနေရတဲ့အကြောင်းအရာတွေအပါအဝင်အဓိကပြဿနာတွေကိုလည်းထောက်ပြခဲ့ကြပါဗျ။အမေရိကန်ရဲ့အရေးယူဆောင်ရွက်မှုမရှိပါကမြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံအဖြစ်နဲ့အတူ နိုင်ငံကျော်ဖြတ်ရာဇဝတ်မှုတွေရဲ့ဗဟိုအချက်အဖြစ်နဲ့ဆက်လက်ရှောက်လန်းရလိမ့်မယ်လို့လည်းဥပဒေပြုအမတ်တွေကတတိပေးထားပါဗျ။